စစ်တပ်ကနိုင်ငံကြီးကထွက်တယ်တောင်းဆိုမှုမျိုးဟာမဖြစ်နိုင်ဘူးဆိုတော့ပြောတယ်ရာဖြစ်ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးပြည်သူဝတ်ထားတဲ့စင်ထားတဲ့ယူနီဖောင်းကိုဝတ်တဲ့ကောင်ကြီးမနေ့ကငင်းငယ်ကြီးဆွေးနွေးပွဲမှာပြောသွားကြတာများဗျာဒီတိုင်းပြည်ဘာမှမဖြစ်နေတဲ့အတိုင်းပဲလက်ရှိတိုင်းပြည်လုံးမှာစစ်ပွဲတိုက်ပွဲမရှိတဲ့မြို့နယ်90ပဲရှိတယ် တရာကျော်ဟာ PDF နဲ့အီအောင်တိန်းတာလေ။ဂျန်နဲ့အလေကတရာကျော်ဟာစစ်ဆိုင်ပြီးတော့နှစ်ဖက်အပြင်အလန်စစ်ဆိုင်စစ်မဖြစ်တဲ့တိုက်ပွဲမဖြစ်တဲ့မြို့ကြီး90မြို့ကြီး90စစ်တပ်ကနိုင်ငံကြီးနဲ့ဘာဆိုင်လို့ကွာနိုင်ငံကြီးလုတ်ချင်စစ်တပ်ကထွက် ကြက်ခိုင်လေးလိုပါတီထောင်ပြီးရွေးကောက်ပွဲဝင်ဖို့ဘယ်တော့မှမနိုင်စစ်တပ်ကပစိုးပြောင်းဝစ်တဲ့ကောင်တွေဘယ်တော့မှမနိုင်လွတ်လပ်တဲ့ရွေးကောက်ပွဲလွတ်လပ်တဲ့တရားမျှတတဲ့စစ်တပ်ကြီးမှုကျင်းပချင်းမရှိတဲ့ရွေးကောက်ပွဲမျိုးတပ်ပြီးရှိနေဘယ်ဘုံထောင်လဲစစ်တပ်နဲ့စစ်တပ်အသွင်ပြောင်းသူတွေဟာမြန်မာတမိုင်းမှာဘယ်တော့မှလူလူရဲ့တရားဝင်မှုနဲ့လူလူရဲ့ထောက်ခံမှုကိုမရတော့ဘူးဆိုတာမင်းတို့နှလုံးသားထဲမှာအတိခတ်တာ ဆိုတော့ဒီကနေ့မှာတော့ခုနကျွန်တော်ပြောလို့မြို့နယ်90ပဲကျန်တော့ကျန်တဲ့မြို့နယ်တွေမှာအသိယူထားတဲ့မြို့နယ်တွေဒီစစ်ပွဲဖြစ်နေတဲ့မြို့နယ်တွေရှိနေပြီအဲ့တော့အဲ့မြို့နယ်90အတွက်မဟာထိုးစစ်ကြီးတစ်ခုမဟာထိုးစစ်ကြီးတစ်ခုမဖြစ်လာနိုင်ဘူးလို့ခင်ဗျားတို့ထင်နေလို့လားမြို့နယ်90ဆိုတာလဲမြို့ပြလောက်ပဲရှိပါတော့တယ်အဓိကအားဖြင့်ဆိုရင်စကိုင်းတိုင်းတိုင်းလုံးဆိုမုံရွာမြို့ကွက်ကွက်လေးပဲကျန်တဲ့တိုင်းလုံးကြီးပါတိတ်ချုပ် ဲ့တော့ကျွန်တော်ပြောချင်တာကစစ်တပ်ကစစ်တပ်ကနိုင်ငံကြီးကမထွက်ရင်မောင်းထုတ်ပါမောင်းထုတ်မယ်မယုံရှိရင်တော့ဆိုတော့ဒီသဘောတရားနဲ့ဒီယူဆကိုဘယင်ယူကလည်းယူတာအပြစ်မဟုတ်သေးသလားလို့ကြုံယူတဲ့တိုက်ကလည်းအင်တာဗျူးတွေတရဇက်နဲ့စစ်တပ်ညုံညင်မဲ့အလုပ်တွေကိုမလုပ်ကြပါနဲ့လို့မပြောယုံတမင်နဲ့ ရွေးကောက်ပွဲလုပ်လို့မဲထဲ့မယ်ဆိုရင်တော့စစ်တပ်မချက်တဲ့ရလက်မျိုးမထွက်စေခြင်းဘူးဆိုတဲ့သကလုံးတွေကိုလည်းကြားနေရပါတယ်။အဲ့တော့ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ဟာတော်လိုင်းဘက်ကလည်းမိကိုရမ်းကုန်ပဲ။ဘဝမကူရေမရှိဘူးဘရင်အောင်ဖောင်ပြက်ငါတို့မှလည်းဘာမှမရှိတော့ပြန်စရာအိမ်လည်းမရှိဘူး။အပိတိတ်ပါစစ်တပ်ကိုကြည့်မယ်ဆိုရင်စစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းကြီးတစ်ခုလုံးဟာဒီစစ်ပွဲရှုံးသွားခဲ့ရင် ်ဆွေစဉ်မျိုးဆက်ကျိုးစဉ်တက်ရမယ်အရေးကိုသူသိတယ်။ရှင်းမြအဥ္စာပြီးပြည်သူမလူကပြည်သူလူပိုင်တိတ်ဆင်းမယ်ဆိုတာသူသိတယ်။အခုလည်းသိနေပါပြီ။နော်သိတယ်။သူတို့ဘောအဆက်ဆက်ခွေးကြက်ရောက်မယ်ဆိုတာသိတယ်ပြက်စစ်တပ်ကလည်းလုံးဝ short မဟုတ်ဘူး။ချင်းချင်းပြောရရင်ကျွန်တော်တို့ထိတ်တက်တွေ့တယ်။နှစ်ဖက်စလုံးအတွက်ကရှင်းရှင်းပြောရင်အနိုင်တန်ကြီးရတော့ရင်အချမ်းမရှိပါဘူး။ဘာစစ်တပ်ကလည်းစစ်အနိုင်တန်ကြီးပဲ ဆောင်ရွက်နေတယ်။မြေအောင်ကြည့်လို့ရတယ်။တော်ရေးဘက်ကလည်းစစ်အနိုင်တိုက်ရေးကလွင့်ရင်အချားဘာမှရွေးချယ်စရာမရှိနေဘူးလို့ကျွန်တော်ကြက်ကြက်တတိပေးပါတယ်။မင်းတို့စစ်တပ်ကနိုင်ငံရေးတွေမဟုတ်ဘူး။မတက်မရထိုင်ထားတဲ့ထိုင်ကုန်မှန်တယ်များပေါ်ကကန့်ချပြီးစစ်တပ်တက်တလုံးကိုလူရောမှုရောပြင်ပစ်မယ်ဆိုတာငါတို့ရဲ့တန်လိုက်တယ်ပဲ။မယုံမရှိနဲ့။ဆိုတော့ဒီလိုပြောနေတော့စစ်နိုင်တိုင်ရေးလို့ပြောနေတော့မှာပဲ ကျွန်တော်ဒီကနေ့မှာကြားလို့တိတ်မကောင်းစရာတရင်တခုရှိပါတိတ်မကြားချင်စရာတရင်တခုဒါပေမဲ့ရန်သူအခြေအနေကိုယ့်အခြေအနေလက်ရှိမြေပြင်တိုက်ပွဲအခြေအနေအမှားအမှန်နိုင်ငံရှုံးနေတဲ့ပတ်သက်တဲ့သုံးသက်ချက်တွေသိရှိထားပါလိမ့်ဖြစ်တယ်ပြောဖို့ပြောမှာဖြစ်မယ်ဗျဒီနေ့နောင်ချိုကိုစစ်ကောင်စီတပ်ကအလုံးကြီးနဲ့ဖုံးစစ်ဆင်ပါတယ်နောင်ချိုကတိမ်ပင်လေစခန်းကိုစစ်တပ်ဟာရရှိသွားတယ်လို့သိရပါတယ်တောင်ခန်းကို လက်လို့ပြီးပြီးရဲ့နောက်ပိုင်းမှာနောက်ရှုပ်ကိုဒရဆက်ပိုးစစ်ဆင်လာတာဖြစ်ပါတယ်အဲ့တော့နောက်ရှုပ်မြို့နယ်တောင်ခမ်းရွာနီးကမကြီးရေတိမ်ပင်လေအပေါင်းတောင်ခမ်းအနီးရဲ့အမြောက်တက်နှစ်ခုကိုပါတရန်တွေကလက်လို့လိုက်ရတယ်လို့သိရပါတယ်နောက်ချုပ်ပြည်တော်စုလမ်းမကြီးတစ်ချောင်းစစ်တပ်ကစစ်ကြောင်းထိုးချီတက်လာပြီးလက်လက်ကြီးဒရုန်းနေတဲ့ဒရဆက်ပြစ်ခတ်တာလမ်းမကြီးကအင်းကြီးအကုန်ပြာကျကုန်တယ်ဒေသခံတွေလည်းပြေးနေကြပါလိစစ်ကောင်တိုင်ဒီဘက်စစ်တပ်အမြောက်တက်နှစ်ခုကိုတိမ်းပြီးတဲ့နောက်ပိုင်းမှာ ။နောင်ချိုတစ်ခုလုံးကိုထိမ့်ချုပ်နိုင်အတွက်လက်နက်ကြီးဖြစ်ကူဒီလေးချောင်းဖြစ်ကူဒီနဲ့တရဆက်ဖြစ်လာပါလေ။ရှမ်းတောင်ရက်ဆောင်ကြောက်ကူကနေအင်အားယာချီတုံးပြီးနောင်ချိုယာကြီးအတွက်စစ်ကောင်ကြီးထိုးစစ်အရှိန်မြင့်လာပါလေ။အရှိန်မြင့်လာပါလေ။အဲ့တော့နောင်ချိုတောင်ကန်းအုံမတိနေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်။တိမ်ပင်လေဘက်ကနေလက်မကြီးလက်နက်ကြီးတွေနဲ့ပြစ်နေတယ်။တောင်ခန့်အောင်လိုက်မဲပုံနောင်ချုံလေးကြေးရွာတွေကိုစစ်ကောင်စီကထပ်မံထိန်းချုပ်လိုက်တယ်လို့ဒီကနေ့နောက်ဆုံးရသတင်းရရတည်ရပါလေ ။နောက်ဂျုံမြို့နယ်အုံမရီလမ်းခွဲဆိုင်ကောင်းရေမောင်းတန်းကန့်ကော်နားခေါ်ရွာတွေဒေသက2000နီးပါးထွက်ပြေးနေရပါတယ်။အဲ့တော့စစ်ကောင်စီတပ်ဟာနောက်ဂျုံမြို့ကိုပြန်လည်ရရှိရေးအတွက်အလုံးစုံထိုးစစ်ကြီးရည်ရွယ်ချက်ရှိရှိစင်မှုမြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့အခြေအနေကိုတွေ့ရပါတယ်။အဲ့တော့ TNL ကစစ်ကိုရက်ပြီးတဲ့နောက်ပိုင်းတောက်ခတ်ကိုလက်လွတ်လိုက်ပါနောင်ချုပ်ကိုစုပ်ပေးလိုက်ပါအဲ့လိုပြောလို့ကောင်းပါ အဲ့လိုပြောလို့ကောင်းမှာမလားယုတ်တဲ့ဒီစစ်ထရှုံပြီးဟိုဘက်ကထိုးစစ်စင်နိုင်လောက်အခြေအနေမျိုးပြန်ဖြစ်သွားတယ်ဆိုတာကစစ်တဘောရအနိုင်ရှုံးဆိုတာရှိမှာပေါ့ဆိုတဲ့စင်ကြီးကိုတော့ကျွန်တော်တို့ကြားရအောင်ပါပါဒါပေမဲ့ဒီအခြေအနေတွေဟာတရုတ်က DNA လေးကိုခေါ်တွေ့ပြီးမှာဒလဆက်ဖြစ်ပေါ်လာတဲ့အခြေအနေတွေလို့ကျွန်တော်တို့မြင်ရပြီး DNA လေးနဲ့ပေါ့ DNA လေးတက်ကအောက်ခြေတက်သားတွေနဲ့ PDF တွေ KIA တွေအဆရှိတဲ့အားတွေနဲ့လည်း နားလည်မှုတွေနဲ့ပြဿနာတွေဒီနောက်ပိုင်းမှာ dress up ဖြစ်နေပါတယ်ဒီတော့ DNL ဟာຫນွေဥတော်လန်ရေးအပေါ်မှာမိကဲ့သို့သဘောထားလဲတော့အတွင်းစိတ်ကိုကျွန်တော်တို့မသိဘူးဘုံမှုချုပ်တာပေါင်းချော်ကတော့ဆရာနာရှင်ဆရာနာရှင်ဒီချိန်မုံကြီးတက်ဖြတ်ကြီးအတွက် dress up ပါဝင်မယ်ဆိုတဲ့စကားတွေတော့ခဏခဏပြောရတာကိုကျွန်တော်တို့ကြားရပါတယ်အဲ့တော့နောင်ချိုနောင်ချိုနဲ့ dress up ထဲမှာနောင်ချိုနဲ့ဒီ TNL နဲ့အဲဒီ sorry နောက်ကျိုးထိကျုပ်ထားတဲ့ TNL နဲ့တွဲဆက်နေတဲ့ MDY PDF အချင်းကြီးလို့နည်းနည်းစာဝါကြည့်ရအောင်အဲ့တော့တောင်ကန်းကလည်းလန်ထွက်နေပြီ map PDF နဲ့ TNL နဲ့တွဲတိုက်တဲ့နေရာစကိုင်းတိုက်နဲ့ပတ်ချမ်းကိုခြေကုပ်ယူထားတဲ့အချင်းကြီးရှိတယ် TNL ကနောက်ကျိုးမှာစုပ်ပြီးနေရပြီမဲ့ဒီကနေ့တဝဲမှာ ရင်းနဲ့စင်ကမ်းမှာအိုက်ပွဲတွေဖြစ်တယ်။နော်အဲ့ဒါလေးကိုကျွန်တော်နောက်ထပ်နောက်ဒုတိယနောက်မှပြောမယ်။အခုလက်ရှိအနေနဲ့ DNL ကမြင်းရင်တသားနဲ့ပြောင်းလဲမှုနဲ့နိုင်ငံရေးအတွေးခေါ်နေတဲ့အခါကျတော့ရှမ်းနဲ့ပြည်ထနာတက်လိုက်ကချင်နဲ့ပြည်ထနာတက်လိုက် PDN နဲ့ပြည်ထနာတက်လိုက်ဆိုပြီးဆိုတဲ့အခြေအနေကြီးဖြစ်နေတော့မဟာမိတ်ဆက်ဆံရေးတွေယုတ်နေလာတဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ချက်ကမိုးကုတ် PDF နဲ့ TNN နဲ့တွဲဆက်တိုက်ပွဲဝင်တဲ့အခါက မိုးကုတ် PDF မိုးကုတ်မျိုးကိုရရှိသွားတဲ့အခါမိုးကုတ် PDF ကမိုးကုတ်မှာထိ ंछ ုံမရပါဘူးမိုးကုတ်ကိုနေလို့မရဘူးအဲ့တော့မိုးကုတ်ကိုဆက်ကဆက်ကပြန်လေထိုးစစ်ဆင်ဖို့အတွက်တွင်းငယ်မှာခုနမိုင်တက်တွေတွင်းငယ်တက်တွေအင်အားဖြစ်နေတယ်တွင်းငယ်နားမှာလင်ဝင်းတွေဖောက်နေတယ်ဒါကလည်းဝိုင်တွဲလို့ထောက်ဖို့လင်းနေစင်းနိုင်အောင်ထိဆက်ကဆက်လုပ်နေတယ်စက်တက်လေပြီးတက်ဖို့လည်းဖြစ်နိုင်တယ်လို့သိရတယ် ီလေရင်ခွင်းမှာအဘီလက်မြေကတရာကဆာ AMD မန္တလေးမြေကျောင်းနဲ့မန္တလေးတပိတ်ချင်းလမ်းကြောင်းကလာနေတာတပိတ်ချင်းထိဆက်နေကစင်ကူစင်ကူဆိုတာမန်ပီရဲ့တိန်းရတဲ့မြို့ NUG ဆိုရင်အုတ်ချုံမှုအောက်မှာရှိတဲ့မြို့လို့ပြောလို့ရတယ်မန်တိုင်းထဲမှာဒုတိယမြောက်တိန်းလိုက်တဲ့ NUG ရဲ့အုတ်ချုံကြီးမြို့လို့ဆိုလို့ရတယ်တွင်းကလေရင်ဝင်းကိစ္စကိုမိတ်မထားကြဘူး MDYPF ကိုဒီနေ့ကကျွန်တော်တတိပီးလို့ပါတယ်တိုက်တွန်းလို့ပါ ကျွန်တော်တို့ဖြတ်တောက်ရေးပိတ်ဆို့ရေးဒါတွေကိုမဖြစ်မနေလောက်ကြရပါလိမ့်မယ်မိုးကုတ်တွင်းငယ်ခုနမိုင်တက်စင်ကူတပိတ်ချင်းဒါတွေကတဆက်ဆက်တယ်ပါပိုးစစ်စင်လိုက်ဒကြောလုံးဒကြောလုံးကိုပြောရနော်ပြောရမှာပေါ့ဗျအဲ့တော့တင်နယ်လင်းနေနဲ့မိုးကုတ်မှာပြန်ညိပြီးတောင်ခန့်လိုပဲတောင်ချုံလိုပဲတပိတ်ချင်းခုနမိုင်ကစကားစကားဆိုင်စစ်ကောင်စီဖတ်စစ်တက်ရတက်ပြီးကမှထိမ့်မထားရင် ဘဘကူထိုးစစ်စင်မဲ့ကျန်နေတရစရဲတပိချင်းကိုစင်ကူးလို့လေထိုးစစ်စင်တယ်အဲ့တော့တစရစကဒုတိယတိုင်းမှာ DNL PLE Nemigan PFV ပေါ့ပြီးတပိချင်းကိုထောက်တာကြားတာတွင်းငယ်ရဲကင်းကိုအပီသိမ့်ပြီးတွင်းငယ်တက်ကိုစစ်ဆိုင်တာတွေအဲ့တော့ဒုတိယမြောက်တစရစကမှာတွင်းငယ်ပြန်ပါသွားတယ် TNL နဲ့ PL လည်းပြန်ဆုတ်သွားတယ်။စစ်တပ်ဟာတွင်းငယ်ရတွေ့ရလုံးကိုမီးရှို့ထားခဲ့။တွင်းငယ်ကနေပြီးတော့မြောက်ဘက်ဆက်တိုက်တကောင်။ဒါက NUG နောက်ထပ်အသိနဲ့မြို့လိုယာယီအားဖြင့်ဆုံလို့ရတယ်။တကောင်တီငယ်ဆက်ယူရင်းနှီးမြုံနယ်မှုကိုတော်လိုင်းဘက်ကထိန်းချုပ်လာတယ်။တကောင်ကမန္တလေးတိုင်းထဲမှာပါတယ်။တကောင်ကတော့မန်းတိုင်းထဲမှာပထမအဦးဆုံးသိမ်းတဲ့မြို့။တပိတ်ချင်းစကားစတဲ့အပြုတ်မဖြစ်နိုင်ရင်တကောင်ပြလဲစိတ်မချရတယ်။အဲ့တော့ စင်ကူးပွဲငင်ဖို့ကြောင်မြောင်းကိုတိမ်းမှရပြီကြောင်မြောင်းတက်ဆိုတာစကားစားမှာအင်းအားမရှိဘူးဆိုတော့ကစင်ကူးတပိတ်ချင်းကရွှေထွက်တယ်ဗျဘယ်နာတူတူရွှေနေတာများတာပဲကွာလေအရင်ကတော့စစ်တပ်နဲ့ဥပိုင်ပါအောင်ရွှေတူးတာပေါ့စကိုင်းတိုင်းမှာဆိုရင်ဗမောက်မန္တလေးတိုင်းမှာစင်ကူးတပိတ်ချင်းရေမဲတဲ့မရရနောက်ချုံအဆက်ဆိုတာမြေကြီးကရွှေသီးတယ်ဆိုတာကျွန်တော်တို့မသိဘူးမထင်ဘူးအဲ့ဒီရွှေနဲ့ပတ်သက်ပြီးရွှေတူးတဲ့ဝင်ငွေတွေနဲ့ပတ်သက်ပြီးလေအနည်းငယ်တော့ထိတ်တိုက်ပြဿနာတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့သိတယ် ်တက်လာတဲ့စည်ရင်းတွေအရာလည်း MUG မှာပြဿနာတွေအများကြီးရှိနေတာကျွန်တော်တို့သိတယ်ဒါအဖြစ်အဲ့တော့ဒီတင်ရဇာတ်ကိုတော်လည်ရေးအတွက်တိတိချာချာတိတိရောက်ကင်တွယ်နိုင်ရင်တော့အတုံးဝင်ပါအဲ့တော့တပိချင်းဝတ်တိဖတ်ရှိကွင်း30ရေအတွက်ဒါတွေအကုန်လုံးဟာစကားဆိုင်ရွှေထုတ်ကုမ္ပဏီတွေတိုင်ရတာတနည်းအားတရက်ကိုရွှေပိတ်တာ10နဲ့ကြီးထွက်တယ်ဗျာစေဘူးဆိုရင်နှက်တော့အရှိတ်အတောင်ကျော်အကုန်ကိုရွှေထွက်တယ်တပိချင်းအဆက်ချောင်းကြီးရော ောင်ကျော်တကျော်လုံးရွှေတိုက်တယ်။အယောင်ရီမြစ်ထဲမှာဆိုရင်တော့တဲတောင်ဘယ်နာရွှေတဲတောင်ဘယ်နာဖြစ်ဖြစ်ရွှေတိုလို့ကောင်ကျင်ရတယ်ပေါ့ဗျာ။အဲ့တော့တပိုင်ကြီးရဲ့အတက်ပိုင်းမှာပေတောင်ဆိုတာရှိတယ်။ရွှေမျောတွေဘလူပြန်နေတဲ့နေရာကြီးကုစုပွဲတော်ကြီးတော့ဖြစ်နေတယ်။အဲ့တော့ပြောချင်တာကအမိရအမိစာခေါင်းရခေါင်းစာလုံနေကြတာဘူးတော့မလုံစေချင်ပါဘူးမဖြစ်စေချင်ပါဘူးတချို့အခုဒီဇိန်ကြနေရတယ်ဇိန်ကြနေကြတယ်တေဇာတ တွေရှိပြီးတော့တိမ့်ပတ်ထားတဲ့နေရာတွေကတက်တွေကတော့ထောင်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 နဲ့ဈေးကျနေပြီးတော့တချို့တော်လိုင်းကြီးကိုဆွဆန်းတမန်လုပ်တဲ့တချို့ LVF တွေနဲ့စကိုင်းတိုင်းနဲ့တက်တက်တွေမှာတော့ကပြဆိုပြနေအလူခံနေရတော့ဆိုတာကြည့်လို့မကောင်းဘူးအဲ့တော့တင်ရဇာတာဝင်ကြီးဆိုတဲ့လူတွေလည်းမပြောချင်ဘူးအဲ့တော့ကြောင်မြောင်းကိုပြန်ပြောမယ်။ကြောင်မြောင်းကစစ်ကူလာဖို့ဖေကိုတက်တယ်ပဲစစ်ကူလာ။ဒီနေ့ဖေကိုမှတော့ချကြတယ်။ ွှေဘုံနဲ့ကြောင်မြောင်းဂျားမှာဂျားမျိုးတွေကို PDF ကထိန်းချုပ်ထားတဲ့ဝက်လက်ရွှေဘုံနဲ့နေတယ်စစ်ကူဖြတ်တောက်မှုခက်တယ်ကြောင်မြောင်းကပြတ်တောက်နေပြီတော့ကြောင်မြောင်းကိုအရင်သိမ်းထားဖို့လိုတယ်အဲ့တော့ကြောင်မြောင်းကိုသိမ်းဖို့တေချာနေပုံနဲ့တကွကြည့်ပါမသိမ်းလို့မရကျွန်တော်တို့ကွက်ချားမှုနဲ့စီရေးလို့မရဘူးဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ